လက်ရှိချိန်မှာမြန်မာနိုင်ငံဒီအစိုးရနှစ်ဖွဲ့ဖြစ်နေတဲ့အနေအထားဖြစ်နေတယ်အဲ့ဆိုများလုံးမမြင်လာပါဒီနေ့မှာတို့တို့မျိုးမဲ့တင်းသုံးချက်လေးတွေကိုနောက်ထောင်ပြပါဒီအရင်တော့ကူလီထမ်းခဲ့တဲ့ခွေးငါစီပေါ့နော်သူပြောမဲ့စကားလေးတွေကိုအရင်ဆုံးနောက်ထောင်ကြည့်အောင်ခင်ဗျမင်းအောင်နိုင်ကိုရက်ကလုံးရုရှားတွားတယ်အဲ့ဒီတွားတဲ့အချိန်မှာတဘောတူညီချက်လုပ်ငန်းတဘောတူညီချက်ဆယ်ချက်ဆိုပြီးလက်မှတ်ရေးထိုးလာတယ်သူတို့ဘက်ကအားရဝမ်းတာလည်းပြောနေကြတယ်ခင်ဗျအားလုံးတမ်းပါတကယ်တော့အဲ့ဒါတွေအားလုံးကတော်လန်ရင်းပြီးတာလည်းလုံးဝအကျုံးမဝင်ဘူးဒီဟာတွေအားလုံးကလုံးဝအာမမှမရှိဘူးလို့အင်ဂျီ ်ဘက်ကလည်းကြီးနေလိုက်တယ်တကယ်လည်းဒီဟာမှတ်ကန်ပါလားဟုတ်ပြီလားเนาะ NUG ဒီတေးကိုခဏလို့စိတ်မကူးနဲ့ NUG မှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တောင်းသားရဲ့ဘာဖြစ်လဲလက်ရှိချိန်ဒီမင်းအောင်ခေါင်းဆောင်နဲ့အာဏာသိမ်းအဖွဲ့ကိုမြန်မာနိုင်ငံရဲ့ဒါအစိုးရပါလို့မတက်မထားတာကဘာဒုတိယအချက်ကလက်ရှိချိန်မှာမြန်မာနိုင်ငံဒီအစိုးရနှစ်ဖွဲ့ဖြစ်နေတဲ့အနေအထားဖြစ်နေအာဏာသိမ်းတဲ့အစိုးရဖွဲ့နဲ့အာဏာသိမ်းခံထားတဲ့တော်နိုင်ငံအစိုးရဖွဲ့ တော့အဲ့ဒီနှစ်ခုဓာတ်မှာအခုလိုမျိုးအချောင်ရမလားလို့เนาะကျွန်ရောင်းသားတဲ့ဟာတွေကအဆောက်အစင်းပြောရရင်တော့ဒီလက်မှတ်ထိုးဘက်မှာမင်းအောင်နိုင်ထောက်ခံတဲ့ဘူမတိကုမတိအောက်တန်းသားတွေကအာတိုင်းပြည်အတွက်ဘလို့ကောင်းအောင်လုပ်ခဲ့တာအဲ့ထဲမှာကျွန်ရောင်းသားတာပါအဲ့ဒါတော့မြန်မာပြည်ကလှုပ်ရှားတဲ့ result ဖြစ်လို့မဆိုအဲ့ဒါကျွန်ရောင်းသားတာတော်စမ်းစစ်ကြီးတစ်ချက်ကထိုင်းုတ်လာတယ်ထိုင်းမှာတွေ့နေအခုပုံစံတော့မဟုတ်ဘူးနော်အိတ်ခက်ကထိုင်းမှာအနိုင်ကိုရရလေးလေအခုလိုမျိုးမြန်မာတွေကိုနှိတ်ခုတ်ခံသိရတဲ့အနေထားမရောက်သေးဘူးဒါပေမဲ့ အဲ့ဒီအချိန်ရအောင်ဒေါ်မဆန်းစုတီကသူ့ဝင်ကြီးဘုတ်ပါပြောတယ်။ကျမနိုင်ငံသားကြီးကျမပြန်ခေါ်ချင်တယ်ဘာလို့ကမနေလဲ။မင်းတို့မမေကြီးအုတ်ချုပ်နေတဲ့အချိန်ပါလေ။မင်းတို့မမေကြီးကိုတော်လန်နေမဲ့ကောင်းကြီးရှိတယ်ရှိမယ်နော်။အဲ့ဒါတိုင်းပြည်ကိုထားတဲ့ခေါင်းဆောင်တယောက်ကစိတ်ဓာတ်မင်းတို့နိုင်ငံရစားသွားတယ်နော်။အလုတ်တမိုင်းရောင်းစားပေးခဲ့တယ်လက်မှတ်ထိုးပြီးတော့အလုတ်တမားဆိုတာရှင်းရှင်းပြောသူတို့နိုင်ငံကောင်းစားဖို့အတွက်မြန်မာပြည်ကကျွန်ရောင်းစားတာ။အဲ့တော့ကျွန်တော်မြဲတွဲသူတို့ပေါ့။82ကနေ88ထိနေဝင်ဟာနော်။ ဒီမြန်မာရဲ့အကြံွေတန်ဖိုးတွေစစ်ကလန်တန်မှာလဲထားတဲ့ရွှေနဲ့တန်ရင်တူလဲထားတဲ့ဒီမြန်မာပတ်စံတွေတန်ဖိုးရှိတဲ့မြန်မာပတ်စံတွေအပါအဝင်မြေပေါ်မှာရှိအားလုံးကိုမောင်းပိုင်အုပ်ပြီးမျိုးစုံနဲ့ဝကြီးပေါ်ပါချင်အဲ့လိုစောင့်ကြည့်ဦးလေကမြေပေါ်အုပ်စုအေးနေဝင်ကောင်းကောင်းလေးဖွဲ့ရှစ်သက်ချင်းနောက်ပိုင်းမှာတန်းရွှေတို့စောင်းအောင်ခင်ညို့တော့ဖွဲ့ကမြေအောက်မှာရှိတဲ့တယံဇာတာတွေအားလုံးကိုဝီစီတယောက်တူပြီးတော့မျိုးစုံပါချင် အရင်တော့ကိုလီထမ်းခဲ့တဲ့စောက်စင်ကနော်ဘလို့လို့နားလဲမှာလေဗျာနော်နိုင်ဘုံတိကုံတိနော်လင်းထာနာလို့လို့ဘာလို့လို့ညာလို့လို့နဲ့နော်ပောက်ပန်းလေးတွေရှောက်ပြောပြီးတော့ပြည်သူတွေချင်းတဲ့တို့တော့ကိုကြုံမျိုးနဲ့သတင်းလေးတွေဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာအစ်စင်ကကောင်းလေးယောက်ျားလေးချင်းတယောက်ချင်းထိုးကြတယ်လို့ပြောကြပါမိမယ်တယောက်ချင်းမဟုတ်ဘူးရောဒီကောင်းလေးရဲ့ထိုးနေတဲ့ကောင်းလေးရဲ့နောက်မှာလူတစုရှိတယ် ရှိတော့ဟိုကောင်လေးကခံလဲထိုးလို့မရအောင်ငိန်ခံနေရတဲ့သဘောရှိတယ်။သူတို့ဘာဖြစ်ကြလဲကျွန်တော်မသိပါဘူး။ဒါလေးတွေကတော့ဆယ်ကျော်တလေးတွေပဲရှိသေးတယ်။ဘာမှမရှိသေးဘူး။မကနဆက်ရှင်နဲ့အောက်တယ်ပေါ့ဗျာ။ဆယ်ကျော်တလေးတွေပဲရှိသေးတယ်။ဟိုကိုသူတို့ကသူတို့အဲ့ချိန်မှာတော့သူတို့သူတို့ငါတို့ကတကယ်ဟွာတယ်ပေါ့။ငါတို့ကမှတကယ်ဟွာတယ်ဆိုတော့ကျွန်တော်တို့လက်ငယ်တုန်းကငယ်သွင်းဝင်မှုနဲ့အဲ့လိုစိတ်တွေရှိခဲ့ဘူးလေ။ဒါပေမဲ့အဲ့တလောက်ထိတော့ကျွန်တော်တို့ဟိုတစ်ဖက်လူနဲ့ရံဖြစ်ကြတဲ့ခါမှာရံဖြစ်ပြီးလူ့ဦးနဲ့မိုက်ကြီးခွဲတယ်ရံဖြစ်တာကျွန်တော်မလုပ်။တယောက်ချင်းဆိုတယောက်ချင်းထိုးတယ်။ပြီးရင်တူထိုးကိုထိုးပဲ။ ဘယ်သူမှမင်း background လာမထားနဲ့အဲ့လိုပုံစံကျွန်တော်တို့နေတယ်ဒါပေမဲ့ဒီကလေးကကြတော့လုံးနဲ့မိုက်တယ်လို့ဖြစ်မယ်ပြီးတော့ဒါမိုက်တာမကောင်းပါဘူးမကောင်းဒီကလေးတွေတို့နားမလည်သေးဘူးဒီကလေးတွေရဲ့ဒီ video file ကနှစ်ပေါင်းမျိုးသားတွေရှိနေဦးမယ်အကယ်၍အသက်တွေကြီးလာတဲ့အခါကျရင်အဲ့ကလေးနှစ်ယောက်ကအဲ့ video file ပြန်ကြည့်ရဲပါမလားဆိုတော့မေးဝန်အဲ့ကလေးနှစ်ယောက်ကတို့နောက်တစ်ချိန်မှာတို့အမေကိုတို့ပြန်ဖြေရလိမ့်မယ်တင်ချက်က right video file ဘာမှဖြစ်တာလဲဘယ်ချင်းဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီချာတော့ဟိုမသိနိုင်သေးဘူးဘာလို့ဒီနေ့မှာပေါ်လို့ရလာပြန်လာတာ အဲမော်လမြိုင်မှာဖြစ်တယ်လို့တချို့ကပြောတယ်မော်လမြိုင်မှာဖြစ်တယ်ပြောတယ်တချို့ကမန္တလေးမှာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဘယ်နေရာဖြစ်ဖြစ်ပါအထိုးခံရတဲ့ကလေးလေးရဲ့မိဘဆိုရင်အဲ့မိဘတွေရင်ကွဲနေလိမ့်မယ်စိတ်မကောင်းဖြစ်နေလိမ့်မယ်အရန်ကိုဒေါသထွက်သွားလိမ့်မယ်တခုခုတော့ခွဲသွားလိမ့်မယ်ဒါတွေကမဖြစ်သင့်ဘူးဆိုတော့ပြောချင်တယ်လူကြီးမိဘတွေကကိုသားသမီးကိုဆုံးမပါကျွန်တော်အပြင်းအထန်ပြောပါတယ်မိမဆုံးမပါမဆုံးမသားသမီးလေးတွေမဖြစ်အောင်မိဘတွေကိုယ်တိုင်ဆုံးမပါလို့ကျွန်တော်မြေပြောတယ်နေတိုင်းကိုသားသမီးတယောက်ပေါက်တက်ကြလောက်တာကကိုကမိမဆုံးမပါမဆုံးမဖြစ်သွားတယ်အဲ့တော့ဒီလောက်ရတရားပြန်ဝင်လည်းပြောရအောင်စာသင်ကျောင်းတွေမှာလည်း စာသင်ကျောင်းတွေမှာလည်းဒီဒါမျိုးတွေကိုတားမြင်ရမယ်ပြီးတော့ဒီမိဘတွေကိုယ်တိုင်လည်းတားမြင်ရမယ်ကျွန်တော်နိုင်ငံမှာရှိတဲ့တချို့မိဘတွေကတအားလွဲနေတယ်ဥပမာထားပါတော့တစုံတစ်ယောက်ကကိုသားသမီးကိုတယောက်လုံးမဆိုရင်သူပြန်လို့တားပြန်ချောက်ဆောပြန်ချောက်ပလိုက်လုတ်ပလိုက်ဖေလို့ရှင်းမယ်အမေလို့ရှင်းမယ်နဲ့အဲအဲ့ဒလိုကြီးတွေကလေးတွေကခေါင်းကိုရိုက်ထည့်လိုက်တော့ကလေးတွေကဘာဖြစ်လဲဆိုတော့လူမိုက်လူရန်ကစိတ်တွေဝင်လာခစ်တွေကစနစ်တွေကမကောင်းရတဲ့အထင်မှမှာတခါလူငယ်တွေရဲ့ဟိုဒီခစ်စနစ်ကမကောင်းတာရဲ့ရာစုနှစ်တစ်ခုပြောင်းနိုင်ပြောင်းနိုင်ဆယ်စုနှစ်တစ်ခုပြောင်းနိုင်ပြောင်းနိုင်မှာ ဒီမျိုးဆက်တစ်ခုပြောင်းလဲပြောင်းလဲမှာမတူတော့တဲ့အတွေးခေါ်တွေနဲ့အယူအဆတွေပြောင်းလဲပြောင်းပြောင်းပြောင်းလာတဲ့ချင်းကမျိုးကြီးမှာဒီလိုမျိုးနောက်ကနေပြီးတော့လူမိုက်အားပေးအလုပ်တွေကိုမိဘတွေကကိုယ်တိုင်လုပ်နေတယ်ဆိုကြရက်အဲ့ဒါလွယ်တယ်လို့ခေါ်တယ်တယောက်ကကျွန်တော်အထားပါတော့ကိုကလေးကိုတယောက်ကလာအနိုင်ချင်းကိုကျူးစားရင်တော့သူကဆရာမဆရာမကိုသွားပြီးတော့ရှင်းပြမယ်ဆရာမသူကတော့ဘာလို့အနိုင်ချင်းနေအဲ့လိုမိဘတေးတခြားတင်းတတ်မယ်ရီမောနဲ့ဖြည့်ရှင်းတာပြဿနာကိုလက်ပါပြီးဖြည့်ရှင်းတာတဲ့ဆိုင်ကောင်းကောင်းမဖြည့်ရှင်းတတ်တဲ့အားမျိုးကိုကလေးတွေကို မိဘတွေပြည့်စုံပြောင်းဝေးကိုလိုအပ်တယ်ဗျ။မဟုတ်ရင်ဒီလိုမျိုးလက်ပါပြီးရောဖြစ်တော့ကမ္ဘာစင်းစားကြီးဒါနှစ်ဖက်မိဘတွေအထိပါလာနိုင်တယ်။နှစ်ဖက်ဆွေမျိုးသားမအထိပါသွားနိုင်တယ်။နောက်တစ်ခုကဒီကလေးနှစ်ယောက်ကအရွယ်ရောက်လာမယ်။အသက်တွေကြီးလာတဲ့အခါလူမျိုးအဲဘာဟုတ်လဲ။ကျွန်တော်တို့လူလုံးလူလောကလုပ်ငန်းကုန်တွေဝင်လာတဲ့ကလူရွယ်လူရွယ်ဖြစ်လာပြီလူလူငယ်လူလက်ပိုင်းတွေဖြစ်လာပြီဆိုရင်တို့တို့အဲ့ဗီဒီယိုဖိုင်တို့တို့ပြန်ဖွင့်ကြည့်ပြီးတော့နှစ်ယောက်သားဒီလိုမြင်ချင်းဆိုင်ပြီးတော့ဒီဗီဒီယိုဖိုင်ဖွင့်ကြည့်ပြီးတော့ကြည့်ရပါမလားအဲ့ကလေးနှစ်ယောက်အဲ့ဒါရှိပါတယ်။ဒါသတိထားရမယ့်ကိစ္စပါ။ ါလေးကတော်တော်လေးစိတ်ထဲမှာတွက်လာတော့ကျွန်တော်စိတ်ထဲတော့ငြိမ်းဖြစ်ပါဘူးအဲ့တော့ဒါလေးတွေသက်ဆိုင်ရာတာဝန်ရှိသူတွေမိဘတွေအနေနဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးကိုသားသမီးကိုတမ်းမြင်နေတာသူများသားသမီးဒဏ်ရာရတာကိုလေကိုသားသမီးဒဏ်ရာရလဲကိုမလို့ချင်းသူများသားသမီးဒဏ်ရာရတာထိုးချိတ်ခံရတာကိုလေမဖြစ်အောင်လို့တားကြဖို့လို့ကိုသားပြောတော့ကိုယ့်ကိုကာဝယ်ဆောင်ရှောက်ကြဖို့လို့ပါလေဒါလေးကကျွန်တော်ကြုံလို့ထည့်ပြတာပါအဲ့တော့ဒီနေ့ဆိုလဲ TikTok မှာကျွန်တော်တွေ့တဲ့ဗီဒီယိုဖိုင်ခင်ဗျားတို့မှတ်မိကြလိမ့်မယ်ဟိုဟိုဟာဒီရောမုံရွာမှာဖြစ်တာလေကိုကလေးလေးနဲ့မိခင်နဲ့ပြစ်ခံရတာ PDF တွေပြစ်တယ်အဲ့ဒါကိုစစ်တပ်ကလုတ်ပါတယ်ဆိုပြီးဆွဆွဲတယ် အဲ့ဒီအဲ့မှာဖြစ်တဲ့ကားပေါ့ခီးတဲ့နေကားဟိုကောင်းကင်ရံလာကောင်းကင်တက်ဆိုလာအဲ့ကားဒီနေ့အမြန်လမ်းပေါ်နေဖြတ်လာပြီးတော့အမြန်လမ်းပေါ်ကဖြတ်ပြီးတော့အဲ့ကားအဲ့ရဆုပ်ပြတ်တဲ့ဘေးမှန်လေကွက်ပြတ်ဆုပ်ပြတ်တဲ့အမြန်လမ်းဖြတ်မောက်လာတာတချို့တွေဖြေရိုက်တင်ထားကြကြည်ပြီးတော့စစ်တဲ့တော့မကောင်းပါဘူးတိုင်းပြည်ကြီးကဒီလိုဖြစ်နေတဲ့အခါတိုင်းပြည်ကဒီလိုမျိုးဘေးဥဒ္ဒကရဖြစ်နေတဲ့အခါလက်နက်ကင်တွေကြီးစိုးလာတဲ့အခါအဲလက်နက်ကင်တွေမကြံမယိုင်းရတဲ့လူတွေများလာတဲ့အခါအခြေခံပြည်သူတွေကြားအမြတ်ပြီးထိခိုက်နေတာဆိုရှယ်ဝါဒါကိုကြည့်ပြီးတော့တောင်းဝေကယူချဖို့လိုတယ်ဒါကိုကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်နောက်တစ်ခုက ီလိုပဲတစ်ဆက်တည်းမှာပဲကျွန်တော်တို့ဗာပြောအောင်လဲဆိုတော့တော်တော်လေးဘာဖြစ်လဲပေါ်လို့ရနေတဲ့စင်ကူလက်ပန်းလာရွာကိစ္စပါစင်ကူလက်ပန်းလာရွာကိစ္စဆိုလဲကျွန်တော်တို့မှတ်ချက်ကအများကြီးပေးခြင်းစိတ်မရှိပါဘူးဘာဖြစ်လို့ဆိုတော့ဒီဖြစ်စဉ်မျိုးတွေကျွန်တော်တို့အစကတည်းကလိုလိုလားခဲ့တဲ့လူတွေအတွက်မှာကျွန်တော်မပါပါဘူးလိုလည်းမလိုလားခဲ့ပါဘူးအစတည်းမလိုလားခဲ့ပါဘူးမလိုလားခဲ့တဲ့အတွက်ကျွန်တော်တို့ကရတန်ရကြဘူးကျွန်တော်တိုက်တွန်းခဲ့တဲ့အချင်းချင်းဒါပေမဲ့လည်းကျွန်တော်တို့ကကျွန်တော်တို့တိုက်တွန်းလို့လည်းပြီးသွားတာမဟုတ်တဲ့ခါကျတော့ဘာမှလုပ်မရဘူးအခုတော့ဖြစ်သွားတဲ့ခါကျတော့စိတ်မကောင်းရင်လည်းဘာမှတနေမှာမဟုတ်ဘူးအဲ့တော့စစ်ခုလက်ပံလာရွာမှာ ဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့အဲပြောရင်တော့မနေ့ရပါတော့မနေ့ရလို့ပြောမှာပေါ့14ရက်နေ့မော်လွဲပိုင်းမှာစကူလက်ပတ်လာကြည့်ရွာရဲ့ဈေးတန်းမှာဈေးတန်းဈေးတန်းနေရာရှိတဲ့နေရာကိုလေးနဲ့ဘုံတက်ကလေးနဲ့ဘုံကျက်လိုက်တယ်ဘုံကျက်ရတော့အဲ့မှာလူ28ဦးတည်ဆုံးတယ်တဲ့30တန်းရတာ30ကျော်ရှိတယ်တည်ဆုံးလူတွေတစ်ချီအောင်ပဲယူစားတယ်ပေါ့နော်ဆိုတော့ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေပါတေသွားတယ်ဆိုပြီးဒီကြောင့်တိုက်ခိုက်မှုကြောင့်ကလေးငယ်တွေပါတေသွားတယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ PDF ဒီစကူလက်ပတ်လာရွာဘလို့ရွာလဲဆိုတဲ့မျိုးကိုကျွန်တော်စာပြောရမယ် စမှုလက်ပန္နာရွာကအကုန်လုံးက PDF ရွာဘာလို့ဆိုတော့ PDF ကထိန်းချုပ်ထားတယ် PDF တွေနဲ့ပဲအတူတူလက်သုံးရောင်ကျူသူခဲ့ကြတယ် PDF တွေဝင်လာတယ်အာပြောကြတယ်သူတို့အောင်မွေးခံကြတယ် review နဲ့ကျူကြတယ်ဒါ PDF ရွာပေါ့နော် PDF ရွာပေါ့အဲ့လိုရွာအဲ့တော့တရွာလုံးက PDF ရွာလို့ဖြစ်နေတယ်တရွာ PDF ရွာတရွာလုံးတရွာလုံးလို့ဖြစ်နေတာပြောရရင်တော့ဖြစ်နေတော့ကြိုက်သည်ဖြစ်သည်ကြိုက်သည်ဖြစ်သည် PDF ကအဲ့ရွာကိုထိန်းချုပ်ထားတာပြီးတော့ PDF တွေပဲအဲ့မှာနေကြတယ်အများကြီးကြည့်ကြတယ်ရွာထဲမှာအဲ့တော့အရက်သားလို့ခေါ်တဲ့ပုံကိုယ်တွေနဲ့ PDF တွေနဲ့ရောထွေးနေထိုင်တဲ့ရွာလို့ပြောရင်ပိုပြီးမှန်တယ်ဆိုတော့အဲ့ဒီချိန်မှာ PDF ဒီဒီမှာစုစုဝေစုစုစီရှိတယ်လို့ဒါတက်ကစစ်တက်ကဒရင်ရပုံရတယ်အဲ့တော့လင်းနေပြစ်တယ်ပြစ်တော့အဲ့မှာစုစုဝေရှိနေတဲ့အဲလူတွေလည်း PDF တွေလည်းတင်သူတို့အရသာပြည်သူလည်းတည်ရဲဆိုတာဖြစ်နိုင်တယ်အဲ့တော့ဘလို့ဖြစ်ဖြစ်အချက်ပတ်သမားတွေနဲ့ရောထွေးနေနိုင်သွားတဲ့ယွာတွေမှန်သမျှဟာနင်းချိုင်နဲ့ဟိုဒီလိုတိုက်ခတ်ချေမုန်းတဲ့အခါမှာတက်မလို့တိုက်ခတ်ချေမုန်းမှုရှိတဲ့အခါမှာဂျားညက်ပြီးတိကျတဲ့သုံးမှုဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကအစကတည်းကရောထွေးနေတိုင်းချင်းကိုရှောင်ရှားဖို့အမြဲတမ်းကျွန်တော်တိုက်တွန်းတိုက်တွန်းနေတယ်ပြီးတော့ဖြစ်နိုင်အဲ့အဆင့်ကိုမရောက်မရောက်အောင်လို့ ဖြစ်နိုင်ရင်တိုက်ပွဲတွေမပေါ်ကြဘဲနဲ့ကိုယ့်ဟာကိုခဏလောက်အပြည့်ရကြပါလားကျွန်တော်ညာလေးတော့ပြည့်ရရပိုင်းလေးရတော့ပြောသေးတယ်ပြည့်ရကြပါလားခင်ဗျားတို့ခဏလောက်ယာယီအပြည့်ရရကြပါလားစီးဆွားလုပ်လိုက်ကြပါလားလုပ်ပြီးလို့ရှိရင်တဖြည်းဖြည်းညှိကြပါလားဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အဲ့ဒီဖွဲ့တွေနဲ့ညှိကြနိုင်ကြရင်လည်းနောက်ဆုံးစီးဆွားရနေမှတခါတကယ်ကိုလက်နဲ့ပြန်လဲအနှံ့ချင်းတဲ့ဒီအပြည့်ခွန့်လို့ပြည့်တန်ခွန့်လို့ချင်းဆိုရတယ်အပြန်အလှန်ညှိနှိုင်းပြီးတော့ဒေသခံတွေတို့လည်းအတူပူးပေါင်းလို့ဆောင်ကျင်းဆိုရတယ်အထိတဆင်ချင်းသွားကြပါလားဆိုတော့ကျွန်တော်တိုက်တွန်းခဲ့တယ်အခုဒီလိုဖြစ်တော့တင်ဆုံတော့ခလေးတွေပါပါတယ်ဆိုတော့ကျွန်တော်စိတ်ထက်တော်တော်မကောင်းပါဘူး ဟိုဒီကိစ္စမှာတက်မရုံမားတယ်လေကျွန်တော်မပြောချင်ဘူးမှန်တယ်လည်းမပြောချင်ဘူးအဲ့လိုပဲ PDF တွေရဲ့ PDF တွေဟိုမတည် PDF တွေမလို့တည်กว่าဆိုတာမျိုးလေကျွန်တော်မပြောချင်ဘူးဒါပြောရမှာလည်းမဟုတ်ဘူးကိုယ်နိုင်ငံသားတွေဖြစ်နေတယ်ဆိုတော့တက်မရုံအနေနဲ့ကကြတော့လေဒါသူ့ဘက်ကဒါအချမ်းမသမားတွေဖြစ်သွားပြီတက်မရုံတို့ကြသူ့ရဲ့ရန်သူအချမ်းမသမားဖြစ်သွားပြီ PDF တွေတို့ကြတော့လေသူကရှင်းရှင်း step ကိုစစ်တပ်ကငါတို့ရဲ့ရန်သူဆိုတော့ရန်သူနှစ်ဖွဲ့တိုက်ကြတဲ့ကြားမှာဆိုင်ပြီးတိုက်ကြတဲ့ခါမှာကိုယ်တရားနဲ့ထုကြတယ်လက်သိနဲ့တူတားတဲ့ကောင်လက်သိနဲ့ထုမယ်ဓာတ်နဲ့တားတဲ့ကောင်ဓာတ်နဲ့ခုမယ်ဒုံးနဲ့ကောင်ဒုံးနဲ့ခုမယ်ဒုံးနဲ့ရိုက်မယ် တနတ်ပါတယ်ကောတနတ်နဲ့ပြင်မယ်ဒါကလင်းရင်ပါတယ်ကောလင်းနဲ့ပြင်မယ်ဒါသူတို့ရန်သူနှစ်ဖက်ပြစ်ချက်ခတ်ကြတဲ့အခါမှာဂျားမှာညက်ပြီးတော့ခုနအဲ့ဒါသာကန်ရွာလေးလိုဖြစ်ပြီးတေးကြရတယ်ဖြစ်စဉ်ကြီးဖြစ်တယ်အဲ့တော့အဲ့ဒီရွာလူတွေက PDF တွေကိုကြိုခဲကြရင်ကြိုခဲကြမယ်ဒါပေမဲ့ဒါပေမဲ့ကိုယ်နိုင်ငံသားတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်မှာလို့ဘာမှတနိုင်အော်ဒါကြီးကဒါမျိုးကြီးတွေနောက်ထပ်ထပ်မဖြစ်အောင်လို့ပဲ PDF တွေနေနဲ့ပွင့်လင်းပြောရင်တော့စီဆိုင်လောက်ရဖို့ကျွန်တော်တိုက်တွန်းပါတယ်စီဆိုင်လောက်ရပါလို့တော့အကောင်းဆုံးပါသက်ဆိုင်ရဒေတာလိုက်ဟို မအဒီသားလိုက်အုပ်ချုပ်ရေးအဖွဲ့နဲ့ညီနိုင်တိုင်ပင်စီးဆွားရလို့ညီနိုင်တိုင်ပင်ပြီးတော့မှနှစ်ဖက်ယုံကြည်မှုတိဆောက်ရေးနဲ့အပြန်အလှန်မင်းလိုချင်တာပါငါလိုချင်တာပါငါဖြစ်ချင်တာပါမင်းဖြစ်ချင်တာပါငါတို့လုပ်ပေးနေတာပါငါတို့လုပ်ချင်တာပါအပြန်အလှန်ညှိကြနိုင်ကြရင်တည်းတွားကြဖို့ကျွန်တော်တိုက်တွန်းပါတယ်ဘာလို့ဆိုတော့နေသက်မှာရှိတဲ့ဟိုတရုတ်ကျောတော်နောက်ခံပေးထားတဲ့အမိခံထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တအားမှပဲတတ်မတော်ကစီးဆွားရလုပ်နေပြီပဲဗျာစီးဆွားရလုပ်နေတာပဲเนาะအဲ့တော့ ဒီအညာတွေကအညာသားတွေလည်းတတ်မတော်က ceasefire လုပ်တာမျိုးတွေတတ်မတော်ဘက်ကမလုပ်ချင်ဘူးမပြောနဲ့တတ်မတော်ဘက်ကလုပ်ချင်ပါလိမ့်မယ်ဒါပေမဲ့တတ်မတော်ဘက်ကဘလောက်ပဲလုပ်ချင်လုပ်ချင်ဒီတွေကလက်နက်ကိုင် PDF အဖွဲ့တွေကိုယ်တိုင်လည်း ceasefire ဘက်ကိုဇောင်းပေးပြီးအားတန်လာဖို့လိုပါတယ်အဲ့ဒါပြရင်တို့အရေးကြီးပါတယ်ကျွန်တော်တို့အဲ့ဘက်ကိုတိုက်တွန်းပါတယ်နော်တိုက်တွန်းပါတယ်ကျွန်တော်စိတ်စိတ်ထဲမှာတော့ဒီလူမျိုးတော်တဲ့တည်ကြည်မှုတွေထပ်လဲမကြားချင်တော့ပါဘူးသို့တော့ကျွန်တော်တို့တားလို့မရတဲ့ပစ္စည်းတွေတော့တားလို့မရတဲ့အရာကြီးတွေတော့ကျွန်တော်တို့ဟိုတော်တော်တားလည်းတားချင်စိတ်လည်းမရှိတော့ပါဘူးတားမနေချင်တော့ပါဘူးနော် ခုလိုပြောပြသွားတဲ့တုံ့နှံမှုလည်းကြည့်တင်ပါတယ်ဒီအချမ်းဖက် PDF တွေကဘလုံးမအမြင်မှန်းလဲရမှာမဟုတ်ဘူးထင်တယ်ကနော်ကောနဲ့စိတ်မမီတော့ဘူးကနော်ဒီအချမ်းဖက် PDF တွေနဲ့အတူနေထိုင်တဲ့ပြည်သူတွေကလည်းဒါအချမ်းဖက်အားပေးပဲနော်ကျွန်တော်တို့ကတော့အဲ့လောက်ထိဟိုဘယ်လိုပြောရမလဲစာနာသိမရှိဘူးကနော်မတက်နိုင်ဘူးကနော်တက်ကလည်းသူလုံးတင်လုံးထိုက်တာ